မေတ္တာဆိုတဲ့သဘောတရားကိုလေ့လာခြင်းပြီးဆိုလို့ရှင်ခွတ်တဏ္ဍမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်။အယက်ထဲမှာတော့တဏ္ဍရာဂနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အယက်ထဲမှာခေါ်နေတယ်။အဲ့ဒါနဲ့လုံးဝမတူဘူး။အဲ့ဒါနဲ့ရောထွေးသွားတတ်တယ်။ဆိုလိုတာကရာဂနဲ့မေတ္တာရာဂနဲ့မေတ္တာဟာဆင်းရဲတူတယ်။ဒုတိယကိုချစ်ခင်ပြီးဆိုလို့ရှင် favor ပေးခြင်းလား။မေတ္တာကလည်း တတ္တဝါတွေပေါ်မှာဖေဘာပေးတဲ့သဘောရှိတယ်အလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်နီးနေသည့်အတွက်ကြောင့်မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာအမေတ္တာခရင်တော်မေတ္တာကိုဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လဲလို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ်တဲ့လှိစားမှုလို့ခေါ်ဒါကြောင့်မို့နိတိအထက်ကထာဆိုတဲ့ကျမ်းမှာလှိစားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိတယ် အဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေချင်းကိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေချင်းဆရာတော်ကြီးဆိုမန္တလေးတောင်မြောက်ဖက်မှာရှိရွှေချင်းတိုက်ပြီးရှိတယ်။အဲ့ဒီရွှေချင်းဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်။ဝင်းစနာဓိပနီလှည့်စားမှုတွေကိုထင်ရှားပြတဲ့ကျမ်း။အဲ့ဒီဝင်းစနာဓိပနီဆိုတာလှည့်စားမှုတွေကိုတည်ုပ်ဖော်ထားတယ် အစဆုံးဗာနဲ့တမတေယုတ်ခေါ်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝင်စေတိအဲ့ဒီသက္ကလုံလေးပါရာဂောမေတ္တာယဝင်စေတိတဏ္ဍာရာဃတိမေတ္တာယောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့တဏ္ဍာနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးလိုလားတဲ့စိတ်ဓာတ်တဏ္ဍာဆိုတာကိုယ့်အကျိုးကိုဥစားပေးတာမေတ္တာဆိုတာဆွန့်လွတ်နိုင်တယ် တွေ့တာမနေဘူးတဏှာကမစွန့်လွတ်နိုင်ဘူးအိမဓမ္မကွဲပြားခြားနာမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြမေတ္တာဆိုတာအတွေ့အတာကင်းတဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ်အတွက်စဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆို တကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာနော်ဒါကိုလူတွေမျက်စိလည်သွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကျတော့အမေအဖေကချစ်နိုင်မှာအောင်မလား အမေအဖေကိုအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ချင်နှမှုကလေးရနေတာအဲ့ဒါကိုချက်တာသူ့ရဲ့စိတ်ချင်နှမှုလေးကိုဖြတ်လို့ဖြစ်စီလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်။ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင်သူ့ရဲ့ ပိဋိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အတိတ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပိဋိသောမနတလေးသူမရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချက်နဲ့မေတ္တာချက်ကအလွန်ကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးကျိုးစီပွားကိုလိုလားတဲ့ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော်တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သားစင်စားတယ် ဟောမေတ္တာဒီရရှင်းအောင်ပြောရမယ်ဆိုလို့ရှင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကလုံးလေးဖြစ်လာတာကိုအကြည့်မေတ္တာဧတာမေတ္တာမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့ဧတာဥစ္စာဖြစ်တဲ့စိတ်သဘောဓာတ်ပဲမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့စိတ်သဘောဓာတ်စိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာအေးစဉ်းစားကြည့်လို့ရှင်လူတိုင်းလူတိုင်းမှာ မိတ်ဆွေတင်ကားတွေရှိကြတယ်အပေါင်းအသင်းတငယ်ချင်းတွေရှိကြတငယ်ချင်းနဲ့စကားပြောရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေချင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူတဲ့ကောင်းပြီ မေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲ